ဲ့တော့တောက်ကြသားသမီးတွေအတွက်တေရောနမိတ်စပြီးတော့ဖတ်ကြပြီးမှဖြစ်ပါတယ်။တောက်ကြသားသမီးတွေကဒီကာလမှာဆိုရင်တော့စိတ်မောလူမောအနေငယ်ကြုံရတတ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်နော်။အဲ့တော့လူလူနေနဲ့စိတ်တွေမောနေတတ်တယ်။ဟာလူကလည်းပင်ပန်းစိတ်ကလည်းပင်ပန်းတတ်တယ်။အကြောင်းအားလျော်ဆိုအကြောင်းမျိုးမျိုးအကြောင်းပြပြီးတော့စိတ်ပင်ပန်းမှုကြုံရတတ်တယ်။နောက်ကလူပင်မန်းတာကြုံရတယ်လူပင်မန်းတယ်ဆိုတာကိုယ်နဲ့အလုပ်ထဲမှာဆိုရင်လည်းကိုယ်နဲ့မဆိုင်တဲ့တာဝန်ဝတရားတွေကို ဝင်ရောက်ပြီးတော့ထမ်းရွက်နေရတာမျိုးတွေနောက်အလုံးနှစ်ယောက်စာကိုကိုတယောက်တည်းလုပ်ကန်နေရတာမျိုးတွေကြုံရတတ်ပါတယ်ဒါကြောင့်ဒီကလာမှာဆိုရင်တော့တောက်ကြသားသမီးတွေကအလုံးထဲမှာစိတ်မောလူမော ဖြစ်ရတတ်တယ်ကိုယ့်ရဲ့လက်အောက်ငယ်သားတွေနောက်တစ်ခုကကိုယ်ကျွေးမွေးပြုစုစောင့်ကြောက်ထားတဲ့လူတွေကကိုယ်ပြန်ပြီးတော့တော်လန်တာပုံကန်တာအဲ့လိုအဖြစ်ပြမျိုးတွေကြုံရတတ်တဲ့အတွက်လည်းစိတ်ညစ်ရတာလေးတွေဒေါသဖြစ်ရတာလေးတွေကြုံရတတ်ပါတယ် ချက်နိုင်ရင်တော့ဒီတောက်ကြသားသမီးတွေကိုပြောချင်တာကဒီကာလမှာဒီအချိန်မှာပေါ့နော်တန်းနိုင်တယ်များစကားနဲနိုင်တယ်များနဲတာကောင်းပါလားလိုအပ်တယ်လို့ပြောတာ ကောင်းပါလေတဲ့နော် အရင်နေရာကမှာဝင်ပါတာတွေနေရာကမှာဝင်ပြီးတော့ဆရာကြီးလှုပ်တာတွေဟိုနေရာဆိုလဲကိုမပိုင်မပြီးဒီနေရာဆိုလဲကိုလုံးမှဖြစ်မယ်အဲ့လိုမျိုးစိတ်နဲ့နေရာပေါင်းစုံဒေသပေါင်းစုံကိုဝင်ရောက်ပြီးတော့ဆွတ်ဖက်ပြီးတော့ပြောဆိုတာဆရာလှုပ်တာအဲ့လိုမျိုးလေးတွေမလုပ်တင်ပါဘူး ကိုယ်သူတစ်ပါးကလိုလိုနေနေလည်းပဲလာပြီးတော့တိုက်ခိုက်တာနောက်ပုတ်ခတ်တာနောက်ရန်ဆတာမျိုးတွေလည်းကြုံရတတ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်တဲ့နော်အဲ့တော့ဒီတိုင်မှာတောက်ကြသားသမီးတွေရဲ့ကံတရားကိုကြည့်တဲ့အခါကျတော့အပိုင်းနှစ်ပိုင်းရှိတာပေါ့နော်ဒီပိုင်းကတော့စိတ်ပိုင်းဆိုင်ရာစိတ်ပိုင်းဆိုင်ရာဆိုရင်တော့စိတ်ညစ်ရမှာပေါ့နောက်တစ်ခုကရုပ်ပိုင်းဆိုင်ရာရုပ်ပိုင်းဆိုင်ရာမှာကျတော့ကျွန်တော်တို့ မမဆိုင်တဲ့အလုပ်တွေကိုလုံမိပြီးတော့စိတ်ပင်ပန်းလူပင်ပန်းဖြစ်နေရတတ်တဲ့အချိန်ကာလမျိုးဖြစ်တယ်။ဒါတို့ကကောင်းတာလေးတွေလည်းရှိပါတယ်။အဲ့ဒါဘာလို့ဆိုအလုပ်ကိုင်းနဲ့ပတ်သက်တဲ့ကံတရာတွေမှာကောင်းတယ်။ယာဒူးနဲ့ပတ်သက်တဲ့ကံတရာတွေကောင်းတယ်။ယာဒူးတဏ္ဍရာနဲ့ပတ်သက်ပြီးတော့တိုးတက်မှုတွေကြုံတတ်တယ်။အဲ့ဒီအပိုင်းမှာတော့ကောင်းတယ်။သမီးတို့ဘုန်းကန်အချိန်ဝါလေးတွေကတော့မြန်မာတိုးတက်ဖို့ရှိပါတယ်။နောက်နိုင်ငံအတိုင်းပြည်တွေနဲ့ပတ်သက်တဲ့ကိစ္စတွေမှာဆိုရင်လည်းအောင်မြင်မှုတွေ အကျိုးမြတ်တွေအကျိုးခံစားခွင့်တွေရရှိတတ်ပါတယ်။အဲတော့နိုင်ငံသားဖို့အတွက်ကြိုးစားနေတယ်တောက်ကြသားသမီးတွေဆိုရင်သူတို့ကြကြအောင်မြင်မှုရတတ်တာပေါ့။အဲတော့နိုင်ငံသားနေပြီးတော့အဆက်အသွယ်ရဖို့အတွက်ကြိုးစားနေတယ်တောက်ကြသားသမီးတွေအတွက်ဆိုရင်အင်မတမကောင်းတယ်။အဲလူမျိုးသားဘာသာကြတဲ့နယ်ပူးတွဲပေါင်းစပ်ဆက်တူလုပ်ငန်းတွေမှာအကျိုးပေးအောင်မြင်မှုရတတ်ပါတယ်။ငွေကြေးနဲ့ပတ်သက်တဲ့အတွက်တော့အနေငယ်စိတ်ညစ်ရတတ်တယ်။ ။နောက်ဝင်ငွေနဲ့ထွက်ငွေမမျှသလိုဖြစ်တတ်တယ်။ဝင်ငွေကနည်းပြီးတော့ထွက်ငွေကများနေတတ်တယ်။နောက်ငုဒုက္ခနဲ့အပုဒုက္ခအပုဒုက္ခတွေများတတ်တာပေါ့နော်။ဖြစ်နိုင်တော့ဒီချိန်မှာတဲ့ဘာလို့ရှောင်းရမလဲဆိုတော့အဓိကတော့တော့ကြသားသမီးကငွေချင်းနဲ့ပတ်သက်ပြီးတော့ပတ်စံချီတာငားတာအာမခံတာတွေလုံးဝမလုပ်သင့်ပါဘူး။လုပ်လို့ချင်းဆုံးရှုံးတတ်တဲ့ကံတရားမျိုးရှိပါတယ်။ကိုယ်ကစိုက်ပြီးတော့ရောရတာမျိုးတွေဖြစ်တတ်ပါတယ်။ ကိုယ်မှာလုံလုံနေနေစိတ်ညစ်စရာတွေစိတ်ကြုပ်တွေးစရာတွေဘာမှစိတ်မဝင်စားတာတွေလည်းကြုံတွေ့နေရတတ်တဲ့အချိန်ကာလမျိုးဖြစ်တဲ့အတွက်တန်းနိုင်တလောက်တောက်ကြသားသမီးတွေကဘာသာရေးနဲ့ပတ်သက်ပြီးတော့များများလှုပ်ပေးတဲ့နဲ့ meditation လုပ်တာတွေတရားထိုင်တာတွေတရားထုတ်တာတွေဖျားရှိကိုတာတွေကိုကောင်းကောင်းလုပ်ပေးတဲ့မှာ ဟာဒီအချိန်မှာကိုယ့်ရဲ့စိတ်ကလေးကိုတည်ငြိမ်နေအောင်ကိုယ့်ရဲ့စိတ်ကလေးကိုအေးချမ်းနေအောင်တရားထိုင်ပြီးသင်တယ်ကောင်းတာလေးတွေလည်းရှိပါတယ်အဲ့ဒါဘာလဲဆိုတော့လူအဖွဲ့အစည်းတွေမှာကိုယ်ကဝင်ပါတတ်တယ်လူမှုအဖွဲ့အစည်းတွေမှာဝင်ပါလာဝင်ပါတတ်တာပေါ့နော်နောက်တစ်ခုကဘာသာရေးလူမျိုးစားတဲ့အသင်းအဖွဲ့တွေမှာကိုယ်ကနေရာရတာတွေနာမည်ကုန်သင်းကြော်ကြတာတွေ နော်တိတ်ခါတရားတွေမြင်မာပြီးတော့အစိမ်ဝါတွေတိုးတက်ကောင်းမွန်လာတာမျိုးတွေရတော့ဒေတာပေါက်ကြုံရတတ်ပါကျမ်းမာရေးအနေနဲ့ဆိုရင်တော့တောက်ကြသားသမီးတွေဟာခြေကားလှေကားဘဝနေပြီးတော့ပေါ့နော်ခြေတွေပါတွေချော်ပြီးတော့ရှော့ချော့ကြတာတို့ပြုတ်ကြတာတို့အဲ့လိုမျိုးတွေဖြစ်တတ်ပါအမြင်ကနေပြီးတော့ပြုတ်ကြတာမျိုးဖြစ်တတ်ပါတယ်တဲ့နော်တောက်ကြသားသမီးတွေအိမ်အောင်ရေးပေါ့နော်အိမ်အောင်ရေးကကြတော့အခြေရေးပေါ့အခြေရေးနဲ့ပတ်သက်တဲ့ကံတရာမှာမေတ္တာရေးနဲ့ပတ်သက်တဲ့ကံတရာကတော့ ေဗရမရှုပ်ထွေးတတ်တဲ့အချိန်ကလည်းဖြစ်ပါတယ်။နောက်ကြားလေသွေးလိုဝေးရတတ်တဲ့အချိန်ကလည်းဖြစ်တယ်။မနာလိုမှုသဝင်တုံးမှုတွေအမြင့်ဆုံးဒီထိုးတက်လာတတ်တဲ့အချိန်ကလည်းဖြစ်ပါတယ်။ဒါမလို့အချိန်နောက်ရင်းနဲ့ပတ်သက်တဲ့ကိစ္စတွေမှာဆိုရင်တော့ကြားလူ အနှောက်အယှက်တွေမဖြစ်အောင်သတိထားသင့်တယ်။နောက်ဒီကလာမှာရောတာကြသားသမီးတွေအတွက်လောင်းကစားနဲ့ပတ်သက်တဲ့ကိစ္စတွေကကြတော့လုံးဝအကျိုးမပေးဘူးလို့ပဲပြောရမှာပါနော် လုံးဝအကျိုးလည်းမပေးဘူးလုံးလည်းမလုံးတင်ဘူးပဒံချီတာငါလာအာမခံတာလေးရှောင်ရှားတင်တယ်ခါတော့ကျွန်တော်တို့တောက်ကြသားသမီးတွေအတွက်အကျိုးပေးတဲ့ကံကောင်းတဲ့အရာကတော့အဝါရောင်နဲ့အနဲ့ရောင်နဲ့ကောင်းပါလေ9000ခုနှစ်စုံခုနှစ်စာ9000စတဲ့နံပါတ်တွေရှားပြီးတော့ထိုးပါမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကို ဒံပေါက်လှူဒန်းတဲ့လှူဒန်းပြီးတော့ဆူတောင်းလို့ရပါတယ်။နောက်သုံးကန်ကြွားနေတဲ့ရဟန်းတန်ခါတဘာဘာကိုဒံပေါက်ဒါနာပြုပြီးတော့လည်းဆူတောင်းလို့ရပါတယ်။အဲလိုမျိုးဒံပေါက်လှူလိုက်မှဆိုရင်ကိုယ့်ရဲ့မကောင်းတဲ့ကံတရာအညာကတ်တွေပြေပြောက်ပြီးတော့ကောင်းကျိုးလိုရာဆန္ဒတွေရရှိသွားစေမှာဖြစ်ပါတယ်။အဲတော့သာသာသာသမီးတတ်နိုင်သမျှဒီကာလမှာစကားနည်းနိုင်သမျှနည်းပါ။နော်မလိုဘဲနဲ့စကားတွေအများကြီးမပြောပါနဲ့စကားမှားပြီးတော့စကားများပြီးတော့အခက်အခဲကြုံရတတ်ပါလား ဟာတောင်ကြသားသမီးတွေကြုံရတယ်မကောင်းတဲ့ကံတရားအညာကတည်းပြပြပြီးတော့ကောင်းကျိုးလိုရာဆန္ဒလေးပြည့်အောင်ဒုက္ခကြွယ်ဝင်ဟောထရံလေးဟောပေးခဲ့တာဖြစ်ပါတယ်။